ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့မဲဆောက်မြို့မှာအခုနောက်ပိုင်းဖောက်ထွင်းခိုးယူမှုတွေမြန်ပြလာတာကြောင့်ထိုင်းအာဏာပိုင်တွေရဲ့ပုံမတင်ကျက်တဲ့ဖမ်းဆီးစစ်ဆေးမှုတွေကိုမြန်မာနိုင်ငံသားတွေအားလုံးခံစားနေရတယ်လို့မြို့နေမြန်မာတွေကပြောပါတယ်မဲဆောက်မျိုးနဲ့အတွင်းစပိန်ဆိုင်ကယ်နဲ့အိမ်တွင်းဖောက်ထွေးမှုတွေကိုရှေ့ပြောင်းများစုက ပြုလုပ်နေပြီးဖမ်းမိတဲ့ဖြစ်စဉ်ကတော့အတော်လေးရှားပါးနေတယ်လို့ဆိုပါတယ်။ ။ပြီးခဲ့တဲ့စက်တင်ဘာ19ရက်နေ့ကတော့မဲဆောက်မြို့ကွင်းပလီဟိုတယ်နာကထိုင်းနိုင်ငံသားပိုင်တက်တလုံးကိုမြန်မာနိုင်ငံသား3ဦးဖောက်ထွင်းနေချိန်ထိုင်းရဲတပ်ဖွဲ့ကဖမ်းမိခဲ့တာပဲရှိသေးတယ်လို့သိရပါဗျ။ရက်ွက်အများစုမှာညဖက်အပြင်နှင်းကင်းကြောင်နောက်စပိန်ဆိုင်ကယ်ခိုးခံရမှုတွေလည်းအများပြားရှိနေတယ်လို့စပိန်ခိုးခံလိုက်ရတဲ့မဲဆောက်မျိုးနဲ့လူငယ်တအူးကအခုလိုပြောပါဗါတယ်။အဒီမဲဆောက်မှာကတော့ဒီအနာသိမှုဖြစ်စဉ်နောက်ပိုင်းမှာမြန်မာ နိုင်ငံသားတွေမြန်မာပြည်သားတွေတော်တော်ပေါ်လာတယ်ဗောနော်ပေါ်လာတော့ဘာဖြစ်လာလဲဆိုတော့ကောင်းတဲ့လူတွေလည်းပေါ်လာတယ်လို့ဒီကန်းကမြန်မာနဲ့ထိုင်းနဲ့အရန်ကတ်တော့ကန်းကူလိုက်တာနဲ့တင်ဒါလူရောကုန်ပစ္စည်းတွေရောအစ်စင်ဟိုလူလလက်ကူးလို့ရတယ်ဗောနော်အဲ့ဒီခါကျဒီကောင်တွေကဒီဘက်မှာဟောဆပ်ပိန်းနေနေဆိုင်ငယ်နေနေတယ်ဗောနော်ခိုးတယ်ခိုးပြီးဟိုဘက်ကန်းကူးတယ်ဗောနော်ဟိုဘက်မှာသူတို့ဝက်တောက်သေးနဲ့ရောင်းနေဗောနော်အဲ့လိုတွေလည်းရှိတယ်ဒီကျွန်တော်ဒီ2025ဒီဇန်နဝါရီလမှာပဲကျွန်တော်ဘိန်းပြောက်သွားတယ်ဗောနော် ခံဝင်တဲ့ဝင်ခိုးတာပေါ့နော်ဘယ်လောက်ဆိုးလဲဆိုတော့နေကင်းဒီ12နာရီမှာဒီ CDB အများကြီးမှာကိုတကောင် match တောင်မတက်ခဲနဲ့ဝင်ခိုးသွားတယ်ပေါ့နော်စပိန်ခိုးသွားတဲ့ကိစ္စရှိကျွန်တော်ပဲပျောက်သွားတယ်ပေါ့နော်အဲ့တော့ဒါကောင်တွေကအုပ်စုလိုက်လုပ်တယ်ပေါ့နော်ပြီးတော့လူငယ်လေးတွေများတယ်ပေါ့နော်ဒီမှာ16 56 10ကျော်တက်ကလေးတွေပေါ့အဲသူတို့ကတော့များကဒီအတိအကျတော့စေးချောင်းလို့ထင်တာပဲပေါ့နော်အခုဆိုလဲဒီကျွန်တော်တို့မေပတ်မှာနေတော့မေပတ်ထဲမှာဒီလူငယ်လေးတွေလမ်းလျှောက်ပြီးလျှောက်ပြီးတော့ချောင်းနေတာမျိုးကြီးရှိတယ်ပေါ့နော် အဲ့တော့ impact ကတော့ရှိတာပေါ့ဘာလို့လဲဆိုတော့သူတို့ကောင်းနေခိုးတာ time pain နေဆိုရင်လည်းကောင်းနေခိုးမှာပဲလीအဲ့တော့ခိုးပြရနဲ့ကန်းကူတာဆိုတော့ဒါ time နေရခိုးရဆိုသူတို့ time ချင်းချင်းကခိုးရဆိုတော့ရှားတော့ဘူးအဲ့တော့မရှိသလောက်ကိုနည်းတယ်ဆိုတော့ဒါခိုးရဆိုကြတာ farmer ပဲဟိုသူကရင်ခိုးခိုးဘာပဲခိုးခိုးဒါ farmer ပဲတက်တာဆိုတော့အဲ့တော့ impact ကတော့ဒါမြန်မာဆိုရင်ကိုဒီပုံရိပ်ကြဆင်းတဲ့ဟာတွေကပို့ပြီးတော့များလာနိုင်တာပေါ့နော်များလေများလာနေတယ်ပေါ့နော် ခုံမကျူးလွန်သူတွေဟာဆက်ကြောတက်အရွယ်လူငယ်တွေဖြစ်ပြီးအုပ်စုလိုက်ကျူးလွန်တာဖြစ်တယ်လို့နေငင်းပန်မဲဆောက်မျိုးကရက်ွက်တွေတဲ့ပတ်ကြည့်နေတာကိုလည်းတွေ့ရတယ်လို့သူကဆက်ပြောပါတယ်။မြန်မာနိုင်ငံသားတွေအများအပြားရှိတဲ့မဲဆောက်မျိုးမှာလူစီကားရနေရာမှာခိုက်ရန်ဖြစ်တာတွေပစ္စည်းခိုးယူမှုတွေလူရဲမှုတွေဖောက်ထွင်းမှုတွေများပြားလာတာဟာထိုင်းရောက်မြန်မာတွေအတွက်နောက်လက္ခဏာဆောင်တဲ့တက်ရောက်မှုတွေအများအပြားဖြစ်လာနိုင်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းမြောက်ဖွဲ့ဦးဆောင်ကော်မတီဝင်ဦးထွန်းကြည်ကပြောပါရတယ်။ က်ရောက်လဲဆိုတော့အနုလက္ခဏာဆောင်တဲ့တက်ရောက်မှုတွေကတော့ရှိလာတယ်။ဘာကြောင့်လဲဆိုတော့အနေကျက်လာတယ်။အခုကစစ်စစ်တအားများလာတယ်။နော်။တန်းစုံလောင်းပါတွေမှာကိတ်ဒီကိတ်ဒီကိတ်ဒီချပြီးတော့စစ်တဲ့အခါကျတော့အဲချင်းပြောရင်ဒီမှာလဲထောက်ထားတွေကအရင်အရေးကြီးတယ်လေ။နော်။အနာအထောက်ထားအဲဒီဒီမရှိတဲ့လူကလည်းမရှိတဲ့အလျောက်ပေါ့နော်။အနေတော်အနေနဲ့သူ့သွန်ညာလေဒီလိုမျိုးဖြစ်လာပြီးဟေ့ဆိုရင် နော်အာဒီသက်ဆိုင်ရာအနာမိုင်းတွေကလည်း pressure တွေလာတာပေါ့နော်အခုတစ်ဖြစ်တော့အာသူ time time group group တွေပေါ့နော် time group တွေရှိတာပေါ့နော်ဆိုတော့ထိုင်းနိုင်ငံသားတွေရဲ့ group တွေကတိကျရှိတယ်။အဲ့ဒီ group တွေထဲမှာအဒီဖြစ်စဉ်တွေဒီဖြစ်ရတဲ့ပေါ့နော်။အော်ခုနကမှရန်ဖြစ်တယ်။မဲဆောက်ဈေးမှာအကြီးကြီးရန်ဖြစ်ကြတဲ့23 24ဇက်တိုင်အုပ်ချင်းဖွဲ့ပြီးတော့အဲ့ဒါတွေကတောက်လျှောက်ဓာတ်ပုံတွေနဲ့တက်ပြီးတော့သူတို့ရဲ့တပ်ဆိုင်ရာအာဏာပိုင်တွေကိုပြန်မင်းနေတာလေ။ တို့တွေအလုံးစုံတော့ဘူးเนาะဒီနိုင်ငံသားတွေရှိနေတာပေါ့เนาะဒါပေမဲ့ ဟိုနေပေါ့နော်အဒီဒီဒီတောင်းရင်းကြောင်းပေါ့နော်အဲ့ဒီနိုင်ငံရေးကြောင်းပေါ့နော်အဒီဒီဘက်ကိုအဲ့ဒီခပြေးတင်းချောင်းလာတဲ့လူတွေရှိတယ်လေအဲ့ဒီလူတွေကတော့အဲ့ဒီလူတွေကတော့ဒီအလုပ်တွေမလုပ်ဘူးပြီးခဲ့တဲ့ဩဂုတ်လ24နဲ့25ရက်တို့မှာမဲဆောက်ဈေးအတွင်းမြန်မာဈေးတဲ့အမျိုးသမီး2ဦးနဲ့အတူအုပ်စုဖွဲ့ရံပွဲကြောင့်ကျွန်းတို့သူတွေဘတ်သသိန်းစီဒဏ်ရာခံရတယ်လို့မဲဆောက်ဈေးတစ်ဝိုက်ကိုထိုင်းအာဏာပိုင်အဖွဲ့ဆောင်ဝင်ရောက်စစ်ဆေးဖမ်းဆီးတာတွေပြုလုပ်ခဲ့ပြီးဈေးရောက်ခွင့်ကိုလည်းကန့်သက်ခ ံခဲ့ရပါတယ်။ဒါအပြင်စက်တင်ဘာ26ရက်ကလည်းမဲဆောက်ဈေးနှာမှာမြန်မာမျိုးသား2ဦးခိုက်ရန်ဖြစ်ပွားခဲ့ပြီးတဦးကခြွန်တက်တဲ့အရာနဲ့တိုက်ခိုက်ခဲ့တာကြောင့်တွေ့မြင်ခဲ့တဲ့ထိုင်းနိုင်ငံသားတွေအထိတ်အလန့်ဖြစ်ခဲ့ရပါသေးတယ်။လက်ရှိမဲဆောက်မြို့မှာရှိနေပြီးသားမြန်မာရွှေပြောင်းလုပ်သားတွေအပါအဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်းအကြောင်းမျိုးမျိုးကြောင့်ရောက်ရှိလာတဲ့မြန်မာနိုင်ငံသားပေါင်းစုစုပေါင်းနှစ်သိန်းခွဲခန့်နေထိုင်ကြတယ်လို့သိရပါဗျ။